ပါတီတွေကလည်းအကြောက်တရားတွေနည်းနည်းနဲ့အကြောက်တရားတွေဖြည့်ရှော့ပြီးတော့တတိရှိရှိနဲ့အတိခံပြီးယူကပုံမှန်ကြောက်လို့လည်းလောက်ကြပြီးနိုင်ငံရေးလောက်ကြပါလို့ဒါမှလည်းနောက်ပြီးတော့ဆက်ရဖြစ်ဟုတ်ဘူးသီမကြောက်လို့သီမကြောက်လို့ယူကပွဲကိုကျွန်တော်တို့လုံးလုံးပြပါမှညပြောရင်လည်းလုံးလုံးရနေရာလေးပြလို့မရဘူးရတယ်နေရာရမရနေရာမရဘူးအဲ့တော့မရတဲ့နေရာမှာတော့မတတ်ဘူးဟိုစတိဟိုတေအတိခံပါဘူးတေတော့ခံပေးကြတော့ကျန်နေရောကြောင့်မဲမြို့ရှိရှိမြို့ဆက်ညဉ့်ညင်းနဲ့ပွင့်လင်းလို့ဖွဲ့စီတာဝန်ခံဟောရှိဆွေနဲ့ဒါစကိုင်းနဲ့ရွှေဘုံမြို့မှာရေးပါလာတဲ့ဒီကောက်ဝဲရေးတက်ဖွဲ့ဝင်ခေါင်းဆောင်ပကပ6ဦးတို့တော့ ကျွန်တော်ဒီတက်မှာ TNL ကလမ်းသူမြို့မှာကျွန်တော်16ရက်နေ့မှာထိမ့်သိမ်းဖမ်းဆီးလိုက်တယ်ဆိုတဲ့ဒေကိုဒေတာခံတွေစီကသိရှိထားရပါလေ။ဟိုင်းချရမီဝပီတူညိုကိုမော်မာမြအလုံးမမင်္ဂလာပါ news bit channel garden pro မှာပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ29ရက်နေ့ရဲ့နေ့လယ်ပိုင်းဗီဒီယိုတပိုးနေနဲ့ဒီနေ့ခင်းမှာကျွန်တော်တို့နောက်ဆုံးရှိထားတဲ့တော်လန်တရင်ထူးတရင်ကောင်းမြတ်စွာရှိတဲ့ဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အလုံးဖိတ်ခေါ်လိုက်ပါရစေ ကျွန်တော်ရုံဆုံးနေတဲ့ခတိုင်းလိုပဲတော်လန်တဲ့တင်းတူလေးတွေကြည့်လိုက်အောင်နော်ပရမောဆုံးတဲ့တင်းတဘောအနေနဲ့ကတော့မကွေးတိုင်းပခုတ်ကိုမြို့နယ်ကာမမြို့နယ်အတွင်းပြည်သူပိုင်ပစ္စည်းတွေကိုလက်လံခိုးယူနေတဲ့စစ်ကားနှစီကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့စစ်သား9ဦးတည်ဆုံးခဲ့တယ်ဆိုတဲ့တင်းကောင်းလေးပဲဖြစ်ပါတယ်မြို့ထဲမှာကားနှစီနဲ့ကျင်းလဲပြီးတော့မှပြည်သူပိုင်ပစ္စည်းတွေလိုက်ခိုးနေတဲ့စခါတွေကိုတိုက်ခိုက်ခဲ့တာအပြန်လန်ပြစ်ခတ်မှုက10မိနစ်လောက်ပဲကြာခဲ့ပါတယ်နောက်ထပ်ထပ်တိုးတည်ဆုံးတိုက်ခိုက်မှုကတော့မတိရသေးဘူးစစ်ကြောင်းကပေါက်ဘက်ကိုဥတီထွက်နေတာပါပြည်သူတွေအနေနဲ့ အထူးကိစ္စနေထိုင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်ဆိုပြီးတော့မှဘဟုကူပီပယ်ဒီဖ ens ဖို့စ် PPDF တပ်ဖွဲ့တောင်ရှိသူကနေပြမဆက်လက်ပြောဆိုထားဖြစ်ပါတယ်။လူမျိုးကျွန်တော်တို့ပြည်သူတွေပိုင်းပစ္စည်းတွေကိုခိုးယူနေတယ်ပေါ့နော်စစ်ကောင်စီတွေကဆိုတော့စစ်ကြောင်းလိုက်ကိုထွက်လာပေမဲ့ကျွန်တော်ခုဆိုရင်တော်လာရဲဘော်တွေပြီးတော့မှအမြင့်ဖြတ်ချိန်မတက်ခိုင်းနေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့သူတို့ရဲ့ဒီဆုံးလောင်းစင်းတွေနဲ့ပတ်သက်ပြီးတော့မှဒီစိတ်တရမယ်လို့ပြောလဲရတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့အာနာတိုင်စီအိုစုရဲ့ဥပဒေမဲ့ဖမ်းဆီးထောင်ချခြင်းခံထားရတဲ့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌအောင်ဦးအောင်ကျော်ဝါဆွန်တော့ဇွန်လ29ရက်နေ့မနေ့ပိုင်းဥပဒေထောင်မှာအမိုးဖောက်ပြီးတော့ကွယ်လွန်သွားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စီအိုစုကဦးအောင်ကျော်ကိုရစသက်ကြီးဥပဒေပေါ်မှာ905က တဘောဘဘေးရန်တရားဆိုင်ရာစီမံခန့်ခွဲမှု AOPRE ပုံမှန်95ဒေါ်နဲ့အမှုစဉ်တရားစွဲပြီးတော့မှထောင်တွင်းတရားရုံးကနေပြီးတော့မှထောင်တန်းကားနဲ့ချမှတ်ထားတာပဲဖြစ်ပါတယ်။ဥအောင်ကျော်ဦးရဲ့တာဖြစ်သူကိုလည်းဆုပ်ဆဲနေပြီးတော့မှဖမ်းဆီးထောင်ချခဲ့တယ်လို့ဥအောင်ကျော်ဦးရဲ့နေအိုကိုလည်း2023ခုနှစ်အတွင်းဆုပ်ဆဲနေပြီးတော့မှစီးနင်းဝင်ဝေဖြစ်စီခဲ့တည်တယ်လို့ကျွန်တော်သိတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2024အောက်တိုဘာလအတွင်းမှာဆိုတော့ဆုပ်ဆဲဥပဒေမဲ့ဖမ်းဆီးထောင်ချခြင်းခံထားရတဲ့ NLD ပါတီဒုတိယဥက္ကဋ္ဌမန္တလေးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မဟာဆိုလည်းကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်ခုဆိုရင်တော့ ပြည်သူတွေချရတဲ့ပေါ့နော်ဒီလိုမျိုးခေါင်းဆောင်တွေရာဆိုရင်တယောက်ပြီးတယောက်စစ်ကောင်စီရဲ့ရုံးမှုတွေကြောင့်အသက်ဆုံးရှုံးနေရတာဖြစ်ပေမဲ့တောင်ထဲမှာကိုကျွန်တော်တို့အားလုံးကြားထားတဲ့အတိုင်းပဲစစ်ကောင်စီအနေနဲ့ကတော့စီးပွားလုံလုံလောက်လောက်ကုသပေးမှုတွေမရှိတဲ့ပြင်ခုဆိုရင်ရစ်စစ်မှုတွေပါကျွန်တော်တို့ထပ်ပြီးတော့မှကြုံတွေ့နေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့နေခင်မိုက်မှာပထမဆုံးအနေနဲ့ကျွန်မကတော့ရေဘော်ရှင်လေးရတဲ့ပြမအခုဆိုရင်ကျွန်တော်တို့တင်နေလေးကနေပြမရှမ်းမြောက်မှာ88မျိုးဆက်မျိုးတပည့်တူနဲ့ပေါ့နော်အခုဆိုရင်ရွှေဘိုပါကဖအဖွဲ့ဝင်6ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းပေါ်မှာသူ့အမည်ကိုသုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်ရေဘော်ရှင်လေးဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့စာကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ဒီမှာမယ်စီကထပ်ပေါ်လာတဲ့သတင်းတစ်ရဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမဲမြို့88မျိုးဆက်ငင်းငင်းချင်းနဲ့ပွင့်လင်းလို့ဖွဲ့စီတာဝန်ခံဒေါ်ရှိဆွေနဲ့ဒါစကိုင်းနဲ့ရွှေဘိုမြို့ကရေးပါလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်ခေါင်းဆောင်ပကဖ6ဦးကိုတောင်းလူမျိုးကြီးတက်တော့ TNLA ကနန်တူမြို့မှာကျွန်တော်18ရက်နေ့မှာဖိတ်သိမ်းဖမ်းဆီးလိုက်တယ်ဆိုတဲ့ဒေကိုဒေသခံတွေစီကသိရှိထားရပါလေဖမ်းဆီးခံရရနီးစက်တဲ့သူကဒေါဂျင်းဆွေနဲ့ရွှေဘပကဖ6ဦးကို TNLA ဖျောက်ထားလာဒီနေ့နဲ့ဆိုရင်ဆဲရှိပါပြီ။ဘာကြောင့်ဖမ်းလဲဆိုတာကိုမသိရသေးပါဘူး။ဆိုတော့အဲ့ဒီဖြစ်စဉ်မှာဒေါ်ဂျင်းဆွေတို့ရဲ့ကားပေါ်မှာပတ်စံသိမ်းညာနဲ့ချီပါလာတာကိုတွေ့လို့အတင်ကားလို့ဖမ်းလိုက်တယ်လို့သိရပါတယ်။ အဲ့ဒီငွေဟာရှင်ဘကပအဖွဲ့ဝင်တွေက Starlink ကားဝယ်ဖို့ Starlink ဝယ်ဖို့ ਨੇ ဒါကားဝယ်ဖို့ဒါအသုံးပြုမဲ့ငွေတွေဖြစ်ပါတယ်ဆိုတော့ TNL ကတထားတဲ့ပစ္စည်းဆိုလို့ဘာတစ်ခုမှကားထဲမှာမပါပါဘူးလို့သူတို့ကဒီဆက်တဲ့သူတွေကပြောဆိုလာပါတယ်အဲ့ဒီဆိုရလည်းပဲနိုင်ငံရေးနဲ့တိတိအချိုးကိုအစင်မပြတ်လှုပ်ဆောင်ခဲ့သူဖြစ်ပြီးတော့စစ်တပ်အနာတမ်းရဲ့နောက်ပိုင်းမှာငင်းချင်းဆိုဆန္ဒပြခဲ့တဲ့နေရာမှာလည်းတတတကြပါဝင်ခဲ့လို့အချမ်းဖက်စစ်ခွတ်တက်ကသူ့ကိုဒါသူ့ရဲ့နေအိမ်ကိုပါချစ်ပြီးခဲ့တာပါလက်ရှိကြောင်မဲခရံပြည်သူ့ကဝေးတပ်ဖွဲ့ဝင်ဘကဖမှာလည်းဒါတာဝန်ယူ ဒါထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်ဒီလက်ကတော့ဒေါ်စီကနိုင်ငံရေးမှာတက်ကြွလို့ရှားတယ်ဂျမ်ဖက်စ်ခွေးတက်ကအာနာသိမ့်ပြီးတော့ထိတ်ဆုံးကနေပြီးတော့သူဆန္ဒပြတယ်သူရဲ့အိမ်ကိုလည်းပဲအချိန်မိခဏရတာကြာပါပြီတောင်မဲကိုပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေတက်ကသိမ့်ပန့်ပြီးတဲ့အချိန်မှာသူရဲ့အိမ်ချိန်မိထားတာကိုပြန်ဖွင့်နိုင်ရတာပါဟုတ်ပြီဒီကိစ္စမှာတော့ဤဆွေနဲ့ရွှေဘပကပ6ဦးဖမ်းဆီးခံရရတာနဲ့ပတ်သက်ပြီးတော့ DNA ရဲ့ထုတ်ပြန်ကြေညာချက်တွေကျွန်တော်တို့မတွေ့ရသေးဘူးပြီးတော့ DNA ကိုဆက်တော့စူးစမ်းပြီးတော့ဘာလို့ချိတ်ဆက်ပြီးတော့အဆောင်ရဲ့ ့အခြေအနေမှာလည်းဒါဆက်သွယ်မရသေးဘူးပေါ့ဗျာစူးစမ်းနေတဲ့အခြေအနေလိုလို့ကျွန်တော်တို့သိထားရပါတယ်ဟုတ်ပြီကျွန်တော်တို့အားလုံးသိပြီဒါကအာကတ်တော် AAMTA TNL စတဲ့ကမြောက်ပိုင်းမှာမိကျွန်တော်၃ပွဲနဲ့ကျွန်တော်တို့တော်လှန်တော့ပြစ်ကဝေးတက်ဖွဲ့ဝင်တွေဟာဒါစင်ဆက်ကိုစစ်စင်ရေးဓမ္မလိုင်းရောဒုတိယလိုင်းရောကျွန်တော်တိုက်ခတ်သိမ့်ပိုက်ခဲ့တာပါကျွန်တော်အဲ့ဒီမှာ TNL ပေါင်းတက်တဲ့သူထိချုပ်တာတဲ့ဒေတာတွေမှာဒါအခုလိုမျိုးအဆင်မပြေမှုလေးတွေကိုတော့ကျွန်တော်တို့ဒါမကြမကြကြားရပါတယ်ဟုတ်ပြီကျွန်တော် လက်ရှိပေါ့နော်ဒီပြည်နယ်အင်အားစုတွေဖြစ်တဲ့နံတူမျိုးနဲ့2020ရွေးကောက်ပွဲအနိုင်ရ NLD အပြည်နယ်လွတ်တော်ကိုယ်စားလှယ် PDF ခေါင်းဆောင်ဦးဝင်းလှိုင်ခဦးမဲတူဒီဘက်မျိုးနယ်ကပညာရေးစီရီယမ်ကျောင်းဆရာခကျောင်းဆရာခဆရာရန်နိုင်နောင်ချုံမျိုးနယ် PDF ထောက်ပို့ကိုဖြိုးဦးရှမ်းပြည်နယ်မြောက်ပိုင်းမမိတ်တက်တော် NSSAA ရဲ့ဦးဆောင်ကိုပိုင် NSSAA ရဲ့ဗနာရေးတာဝန်ခံ PC မုံကုံမျိုးကနိုင်ငံခြားနိုင်ငံရေးတကြွလှုပ်ရှားသူဦး ဆိုးထင်းနဲ့တားပြစ်သူတို့ကိုလည်း DNL ဒါဖန်ဆီးချုံတော့အရင်ယူခဲ့တာတွေလည်းရှိတယ်လို့မြန်မာကန်ဘေးကစင်တတိထားရပါတယ်ဆိုတော့ဒီ business လေးမှာကျွန်တော်တို့ပေါ့နော်ဒါတောက်လျှောက်ကျွန်တော်တို့တွေ့ရတာလည်းရှိတယ်ဆိုတော့လက်ရှိအချိန်ကကျွန်တော်တို့ဒါတိုက်ပွဲကာလတွေလည်းဖြစ်တယ်ပြီးတော့အခုကျွန်တော်သတင်းပြောနေတဲ့အချိန်မှာပဲကျွန်တော်ဖက်စစ်ခွတ်တက်တာ TNL ပေါ့နော် TNL ထိကျောက်ရတဲ့နေမည်လေးကိုအင်အားလုံးအရင်းနဲ့ကျွန်တော်တို့အာစတောင်းပြန်ထိုးနေတယ်ဆိုတာတွေကိုလည်းကျွန်တော်တို့ကြတိထားရပါတယ်ဟုတ်ပြီ ဒီမှာရဲဘော်ကရှင်းလေးပြောထားတဲ့အတိုင်းပဲကျွန်တော်တို့88မျိုးဆက်ပေါ့နော်မျိုးသမီးတူနဲ့ရှေဘူပါကဖဖွဲ့ဝင်ချော်ရဆန်တော့ဒီနယ်ဘက်ကနေပြတော့ဖန်ဆီးထားတာပြပြမှာဖန်ဆီးရတဲ့အကြောင်းရင်းကိုသူတို့အနေနဲ့ထုတ်ပြန်ကြေညာထားခြင်းမရှိသေးဘူးဆိုလို့မှကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်အရင်တော့လည်းကျွန်တော်တို့ PDF တဖို့ဝင်တယ်လက်နဲ့ဝယ်ဖို့သွားတဲ့ချိန်မှာဒီနယ်ဘက်ကနေပြမှာဖန်ဆီးအေးအေးမှုတွေလှုပ်ဆောင်ခဲ့တဲ့တည်င်းမျိုးတွေလည်းကျွန်တော်တို့ကြားနေရတယ်မလို့အခုဟာဆန်တော့ပေါ့နော်ဒီနယ်ဘက်ကနေပြမှာလှုပ်ဆောင်ခဲ့တဲ့မှုအတွေရဆိုရင်ပြီးသူတွေကြားထဲမှာတော်တော်တော်နဲ့ပြောစရာတွေများနေတာပဲဖြစ်ပါတယ်ဒီနယ်ဘက်ကနေပြမှာလည်း တေချာလို့မရှင်းပြဘဲနဲ့သူတို့အာနာပြပြတော့ဘောနော်အခုလိုမျိုးလို့ဆောင်နေတာဟာဆိုတော့ကျွန်တော်တို့တော်လန်တပ်ဖို့နေကြတဲ့မှာကွဲပြက်ကိုစတင်ပြတော့ဖြစ်ပေါ်စီနေတာမလို့ကျွန်တော်တို့တင်နယ်ကောင်းဆောင်တွေနဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြတော့စနစ်တကျနဲ့ရှင်းပြတင်နေတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတပိုးနေနဲ့ကတော့ကြုံမြင်မြန်နေပြတော့နိုင်ငံရေးထုတ်ပေါက်ရှာနေတဲ့မြောက်လည်ရဲ့ရွေးကောက်ပွဲမှာပူပေါင်းပြတော့ပေါအောင်ပေးကြဖို့ပေါ့နော်နိုင်ငံရေးပါတီဝင်တွေကိုဘယ်လိုမျိုးစီရင်ပြောဆိုနေလဲဆိုတာကျွန်တော်တို့တစ်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်တနင်္ဂနွေလုံးမှာမွေးစွာပတ်သက်ပြီးတော့ဖမ်းမိဖမ်းရမိတဲ့မွေးစွာတွေမီးရှို့ရပွဲဒီနေ့လောက်တယ် ခမ်းမန်းကြတာတော့ဒေါ်လာတန်း300ဘူးလောက်ရှိမယ်လို့တော့ခမ်းမန်းကြတယ်ဗျအဲ့ဟိုကတော့မွေးမွေးစွာနေမိချိုတာဒေါ်လာတန်း300ဘူးလောက်ရှိလို့ခမ်းမန်းကြတယ်အဲ့လောက်များလားမများလားတော့ကျွန်တော်မသိများရင်များနိုင်တယ်ဆိုတော့မွေးစွာလည်းတော်တော်လေးကိုကြီးကြီးမားမားဖြစ်နေတာဆိုတော့များနိုင်များနိုင်ပါတယ်မွေးစွာကျွန်တော်ခမ်းမန်းကြည့်တယ်ဒေါ်လာတန်းခဏလေးဗျအမှမဟုတ်ဒေါ်လာတန်း300ဘူးလောက်ရှိတယ်လို့ပြောတယ်နော်အဲ့တော့အဲ့တော့ဟိုတော်တော်လေးများပါတယ်နော်မြန်မာကတော့198တန်းနဲ့ကျန်တဲ့မြို့တွေနဲ့ပေါင်းလိုက်ရင်200 90ကျော်တန်း290နဲ့398တန်းလောက်ရှိတယ်ပေါ့နော်တောင်ကြီးကိုမန္တလေးကိုကတော့ကိုပေါက်နိုင်ပေါ့နော်တန်း290ကျော်ဆိုတော့300နီးပါးပေါ့နော်အဲ့လောက်မိရှုဖြစ်စီတယ်ဆိုတော့မွေးစီဝါလည်းဘယ်လောက်များလဲပေါ့နော်အဲ့တော့အခုမွေးစီဝါဘယ်လောက်များလဲဆိုပြီးရခိုင်ပြည်နယ်တဲမှာတော့အကြီးအကျယ်ကိုမွေးစီဝါလောက်ကြတယ်လို့ကြားတယ်ရခိုင်ပြည်နယ်မှာအေးရတော့အကြီးအကျယ်ကိုမွေးစီဝါတွေတေယုပို့ဆောင်ရေလောက်တယ်လို့ကြားတယ်အဲ့တော့ဒါရီကလည်းတော်တော်ဆူဆူဝါပြစ်ကြမွေးစီဝါတော့နော်ဆိုတော့တိုင်းနေရာတိလို့စုံနေပါတယ်ပြီးတော့စကိုင်းရဲ့ထပ်ပိုင်းကိုလည်းစကိုင်းထပ်ပိုင်းကိုလည်းတက်ကအဲစကိုင်းမြို့ရဲ့ဟိုဘက်ထပ်ပိုင်းနေမင်းကောင်းနေဟိုဘက်ချမ်းနေပေါ့နော် ရှိမကားလေးချီပေါ့နော်တက်ကဒိုးစစ်ဆင်ပြီးတော့နေမြေရှင်းတာ PDS scan တွေတော်တော်များများလို့ချားတယ်အဲ့တော့တချို့နေရာတွေမှာတက်ကသားစီရပြီးနေမြေပြန်ကြတယ်တချို့နေရာတွေမှာတက်ကစကန်တွေလာတိုက်ခံနေရတယ်အဲ့တော့တက်ကစစ်မြေနာပေါင်းများစွာဖွင့်ထားတာဖြစ်တဲ့အတွက်စစ်မြေနာများစွာဖွင့်ထားပြီးတော့သူ့ရဲ့စကန်တွေကမူလာသူ့ဟာရှိပြီးသားနေရာတွေမှာလာပြီးတော့တိုက်ကြတာဖြစ်တဲ့တက်ကခံတိုက်ရတာရှိသလိုဒိုးစစ်ဆင်တာတွေလည်းရှိပါတယ်အဲ့တော့ဒိုးစစ်ဆင်တဲ့နေရာတွေမှာတော့ချက်ချင်းနိုင်တယ်တက်ကဒိုးစစ်ဆင်တော့နိုင်တယ်ဒိုးစစ်ဆင်ကခံဟိုစကန်ပါရှိရချင်းလာတိုက်တာမျိုးကြရင်တော့တက်ကခံရတော့ဒါလည်းရှိတယ်ဟုတ်တော့ဘလို့ဖြစ်ဖြစ်အခြေတစ်ခုရောက်ရင်တော့ဒါတွေကတော့ ဟိုဘောပြတော့ပေါ့နော်ငါးနှစ်ကနေစနစ်လောက်တုန်းကတော့ဒါတွေကဟိုတဖြည်းဖြည်းပောက်ကူတော့အဲ့လိုပဲကျွန်တော်မြင်တယ်တော့တွက်ချက်ထားတယ်ပေါ့နော်တော့တလုံးတစ်ချိန်လုံးကြတော့ဒီလိုတိုင်မနေနိုင်ပါဘူးဘယ်သူမှလည်းနော်အဲ့တော့တိုက်နေတဲ့လူတွေလည်းနည်းနည်းအသက်ကြီးလာတာဒါပြည်နေတို့ကတို့အေးစင်းနေကြတဲ့ခါကျရင်လည်းနောက်ဆုံးကြမှာပါလေဒီသဘောရအောင်ဟိုလောလောဆယ်တော့ပြည်သူလူထုအနေနဲ့ကရွေးကောက်ပွဲကနေတစ်ဆင့်တက်လာမယ်အစိုးရတက်ဖို့ရောက်ရောက်ဖို့တော့ကိုပဲစာလုပ်ဖို့လိုတယ်ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်မှာမနေချင်ဘူးဆိုရင်ကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပဲကျွန်တော်တို့ထွက်မှာရမယ်ကျွန်တော်ပြည်သူအားလုံးကတိဖို့လိုတာရွေးကောက်ပွဲနဲ့ထွက်မှာရရမယ်ဆိုတိဖို့လိုတာပါရွေးကောက်ပွဲအောင်မြင်အောင်ကျွန်တော်တို့ပြည်သူလူအားလုံးကပေါင်းဖို့လိုတာအဲ့တော့ဟိုပါတီတွေကလည်းအကြောက်တရားတွေနည်းနည်းနဲ့ ောက်တရားတွေကိုဖြေလျှော့ပြီးတော့တတိရှိရှိနဲ့အတိခံပြီးယူကပုံဝင်ရဖို့လိုတယ်။လောက်ကြပြီးတိုင်ငယ်လောက်ကြပါဖို့လိုတယ်။ဒါမှမဟုတ်လည်းနောက်လူတွေဆံပြဖြစ်မယ်။ဟုတ်ဘူး။တေးမှကြောက်လို့တေးမှကြောက်လို့ယူကပွဲကိုကျွန်တော်တို့လုံလုံပေးပါပါညာပြောရင်လေလုံချိုးရနေရာနဲ့ပြေးလို့မရဘူး။ရတဲ့နေရာရမရရမရဘူး။အဲ့တော့မရတဲ့နေရာတွေမှာတော့မတက်နိုင်ဘူးနော်။ဟိုဇတိဟိုတေးအတိခံပါဘူးနော်။တေးတော့ခံပေးကြမှာပေါ့။အဲ့တော့တိတ်ကြောက်စရာမလိုပါဘူး။လုံချက်ချက်လို့ပါ။ဘောကတော့တစ်ခါပဲတည်တာ။ကိုနောက်မျိုးဆက်တွေတော့တစ်ခုခုချန်လာခဲ့ဖို့လိုတယ်လို့ပဲ။ဒါပါတီတွေတိုက်တွန်း ချုံမင်းမြတ်တော့ခုဆိုတော့နိုင်ငံရေးပတိဝန်သူကနေပြုံးမှာပါနော်လုံချွေးအာမခါချင်းမှာပေးနိုင်လို့အသေးခံပြုံးမှာပေါအောင်ပေးကြဖို့သူကနေပြုံးမှာပြောဆိုထားဖြစ်တယ်ဒီကောင်တွေတော့မြှောက်လိုက်နေနိုင်ငံရေးတပေါ်ရှာနေတဲ့ချိန်မှာပူပေါင်းပြုံးမှာလှုပ်ဆောင်ပေးနေကြတဲ့ပြုံးမှာခုဆိုရင်သူတို့ရဲ့ဒီဘက်ကစားနိုင်ငံရေးပတိတွေကိုလည်းပေါအောင်ပြုံးမှာအာတတိယောနဲ့ပြောဆိုနေကြတာပဲဖြစ်ပါတယ်တစ်ဖက်မှာကျွန်တော်တို့တော်လန်ရေးဘော်တွေကနေပြုံးမှာအောင်မြင်မှုတွေရရှိနေတဲ့ချိန်မှာဒီစခွေဘုံမှာအယူကိုက်လေးတွေကနေပြုံးမှာကျွန်တော် PDF တွေနဲ့တိုင်းတလင်းတိုင်းတပုံတွေကမွေးဆေးတွေနဲ့ပေါ့နော်နိုင်ဘော်တွေရရှိနေတဲ့ဆိုတဲ့ possibility တွေ ကျွန်တော်ပြည်သူတွေကြားထဲမှာဒုက္ခသက်ရှင်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒီကြောင့်မင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှလည်းကြီးရှုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါကရုံးနဲ့ပြီးတော့မှ NUG ခန့်ထားတဲ့တရားသူကြီးတို့မိသားစုကိုစစ်ကောင်စီနဲ့ပြီးတော့မှဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုဝန်ခံပြောကြားထားတယ်လည်းကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်စီတူအောင်မှာအဲကြောက်ဦးရွာမှာပဲသူမိမ့်မှာရောပါလို့ဆိုရင်ရမ်းချမ်းလာတာပေါ့နော်လူမိမ့်မှာဆိုလို့ရှိရင်လက်ကောက်မှာဆိုရင်ဒါ လက်ကောက်တွေဆိုရင်ဒရောင်လောက်ရှိတယ်ဗျာနော်တည်နေရပဲဆွဲကြိုးဆိုလဲ30တားကုန်ဒါဝစ်ထားတဲ့အနေထားနော်ရွှေရတော့တည်နေရပဲပေါ့ဗျာနော်ဒီတရားသူကြီးခတ်ထားတာဟုတ်ဗျာအိမ်ရွှေနေနော်အာစီတူအောင်တရားသူကြီးခတ်ထားတော့ခဏတော့တည်ရတိုင်းပဲလေဗျာဒါပေါ့မြုံနယ်မှာဒါဖြစ်တဲ့မြတ်ဟာတွေတက်ဖြတ်မှုတွေကဒီစီတူအောင်ကိုယ်တိုင်ကလည်းဦးစင်သောသောကပြောခဲ့တယ်ပေါ့ချောင်းဆရာတော်ကြီးကိုလက်ဖြတ်ပြီးတက်ခဲ့တာဘယ်သူနဲ့တက်ခဲ့ရလဲဆိုရင်စီတူအောင်နဲ့ဝင်နဝင်နဆိုတာကကင်းပါရွာစီတူအောင်ဆိုတာကကြောက်ကြတာနော်ကြောက်ကြတာကြောက်ကြတာ ဝင်လာနဲ့ပေါက်ပြီးမှပေါက်ချောင်းဆရာတော်ကြီးကိုတိုက်ပြီးမှပေါက်ချောင်းဆရာတော်ကြီးကိုလဲဖြတ်ပြီးမှပေါက်ချောင်းဆရာတော်ကြီးရဲ့ကားကိုယူသွားတယ်။အဲဒီမှာ23ရက်နေ့ကတမတော်ကနေလင်းချတယ်။တမတော်ကနေလင်းချတဲ့အခါမှာစီတူအောင်ဒီရိုးရိုးတည်တာမဟုတ်ဘူးလဲဘင်းပြတ်တယ်။လဲဘင်းမှပြတ်ပါတယ်။နော်လဲဘင်းပြတ်တယ်ခြေတော်ပြတ်တယ်။ရဲဆက်ဆက်တည်းရပေါ့ဗျာ။စီတူအောင်နေလားဆိုတော့မဟုတ်ပါဘူး။စီတူအောင်ရဲ့မိန်းမပါခြေတော်နှစ်ချောလုံးပြတ်ပြီးမှလွှတ်ထွက်လွင်ပြီးမှနေရာတွင်ပွဲချင်းပြီးတည်ပါတယ်။စီတူအောင်ရဲ့ခလေးကတော့ เนาะอสอะนาเราปั๊ดแซ่ดแต่ตัวบ่เปียอต้าดิบ่ปั๊ดแซ่ดแต่ตัวเราบ่เนาะดาခဏလို့ရဲ့မျက်စိထဲမှာကြည့်လိုက်ဒါတက်မတော်ကလင်းနဲ့ချလိုက်လို့စီတူအောင်သေသွားတယ်စီတူအောင်လဲပြတ်သွားတယ်စီတူအောင်မိမ6000 6000လုံးပြတ်သွားတယ်ကလေးကတစားစီဖြစ်သွားလို့ခဏလို့မျက်စိထဲမှာတက်မတော်ကိုအပြစ်မြင်လိုက်မ ငပောတော့ဒီမှာစစ်ကောင်စီရဲ့ပေါ့နော်ဆရာစမှုကျွလွန်ထားတဲ့အကြောင်းဝန်ခံပြောကြားထားတာပဲဖြစ်ပါတယ်။ကျတော့အန်ယူဂျီခန့်ထားတဲ့တရားသူကြီးစီတောင်းနဲ့မိသားစုနဲ့ဆိုတော့စစ်ကောင်စီရဲ့ပုံချက်တိုက်ခတ်မှုကြောင့်သူတွေနဲ့ရဲစစ်စစ်နဲ့တပြက်ခံခဲ့ရတာဖြစ်မှာဟုဆိုရင်ကျတော့ဒီပုံမျိုးနဲ့အတွင်းမှာကိုပြူစော်တိတွေကနေပြမှာသူတို့တပြက်ခဲ့တဲ့ဖုန်းကြီးတွေကိုကျတော့ PDF တွေကနေပြမှာတပြက်ခဲ့တဲ့ဆိုတဲ့ပုံစံမျိုးတွေအထိဝါရဖြန့်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။အရင်တော့လည်းကျတော့အားလုံးကြားထက်တယ်ပဲဆရာတော်တွေတန်ခါတော်တွေကိုစစ်ကောင်စီနဲ့ပြမှာကိုယ်တိုင်ကိုကြ တပ်ဖြတ်မှုတွေအထိလှုံ့ဆော်ခဲ့ပြီးမှကျွန်တော်တို့တော်လန်တပ်ဖွဲ့တွေကလှုံ့ဆော်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေအထိခုချိန်မှာပေါ့နော်ပြန်လည်ပြုံးမလှုံ့ဆော်နေကြတာမလို့ဒါတွေကတော့စစ်ကောင်စီနဲ့ဘိုးမယိုကန်လေးတွေရဲ့ဘာသာရေးလူမျိုးရေးတွေနဲ့ဝါဒမိုင်းတိုက်ပြီးမှကျွန်တော်တို့ကိုသူခက်တက်ချို့ဖို့လှုံ့ဆော်နေတယ်ဆိုတာတော်တော်လေးပေါ်လွင်နေတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ကတော့မြို့ဆိုးကနေပြီးတော့မှကျတော်တိုင်းပြည်စီးရင်မွေးတည်နေရတဲ့အကြောင်းရင်းကိုတွန်းနေပြီးတော့မှဘယ်လိုမျိုးပြောနေမျိုး sorry ပြောထားမလဲဆိုတာစပြေတော့မှကြည့်လိုက်ရအောင်နော်တိုင်းပြည်ကဒါတိုးတက်နေပြီလားမတိုးတက်ပါဘူ ဘာကြောင့်မတိုးတက်လဲတိုင်းပြည်တိုးတက်ဖို့အတွက်ကိုအုပ်ချုပ်နေတဲ့အစိုးရကအားသုံးကုန်ဆိုင်မလုပ်နိုင်ဘူးဘာကြောင့်မလုပ်နိုင်တာလဲဆိုတော့ပြည်တွင်းစစ်မီးကိုမငြိမ့်ငြိမ့်အောင်ညှိနေရလို့လုံးလည်းရတဲ့အချိန်တည်းကပြည်တွင်းစစ်ကိုအပိုစုဖြစ်အမွေရလိုက်တဲ့တိုင်းပြည်ဟာကျွန်တော်တို့တိုင်းပြည်ပါပဲကမ္ဘာပေါ်မှာအရှိကြဆုံးသောပြည်တွင်းစစ်ကိုအမွေရထားတဲ့တိုင်းပြည်ဟာလေကျွန်တော်တို့တိုင်းပြည်ပါ ပြည်တွင်းစစ်ဒီလောက်နှစ်ပေါင်းများစွာဖြစ်နေတဲ့တိုင်းပြည်မြန်မာလာတိုးတက်ပါမယ်။ဖဆဘလာအစိုးရတခက်လုံးတမတော်ကတမတော်နေရာမှာနေခဲ့တာပါပဲ။တိုးတော့တိုင်းပြည်တိုးတက်သလားမတိုးတက်ပါဘာကြောင့်လဲပြည်တွင်းစစ်ဖြစ်နေတာပါ။မဆလာအစိုးရလက်ထက်တမတော်ကတမတော်နေရာမှာနေခဲ့တာပါပဲ။တိုင်းပြည်တိုးတက်သလားမတိုးတက်ပါ။နဝဒလက်ထက်တိုင်းပြည်အနေငယ်အဆင်ပြေလာပါပဲ။ဘာကြောင့်လဲဆိုတော့ငြင်းငြင်းရေးစကားတွေပြောကြတယ် တိုက်ပွဲတန်းကြီးညင်သွားတယ်။ဦးသိန်းစိတ်လက်ထက်အတော်ကိုတိုးတက်လာတယ်လို့ပြောရပါမယ်။ဒေါ်ဆန်းစုကြည်လက်ထက်တိုးတက်သလားမတိုးတက်ဘူးလား။နိုင်ငံခြားလာရောက်ရင်းနှီးမြှုပ်နှံခြင်းတွေများသွားသလားနည်းသွားသလားဒီလာတဲ့သူတွေသိကြပါမယ်။အဲ့ဒီတော့ဗျာကျွန်တော်ပြောချင်တာကလူငယ်တွေကလူငယ်တွေရဲ့အတွေးထဲမှာမြန်မာနိုင်ငံကြီးမတိုးတက်တာဟာစစ်တပ်ကြောင့်လို့ထင်နေကြပါတယ်။တကယ်ပါမယ်လေနော်။မြန်မာနိုင်ငံကြီးမတိုးတက်တာ တိုင်းပြည်ဒုက္ခရောက်နေတာအရှိတောင်အရှောက်မှာတယံဇာတ္တကြီးကျွယ်ဝပြီမယ်အခုချိန်ထိတိုင်းပြည်ဆင်းရဲနေရတာစေကောင်းဆောင်နေရလည်းမဟုတ်ပါဘူးစစ်တပ်ကြောင့်လည်းမဟုတ်ပါဘူးအာနာထိန်လို့လည်းမဟုတ်ပါဘူးအာနာသိန်းလို့လည်းမဟုတ်ပါဘူးဘိုးချုပ်နေဝင်းကြောင့်လည်းမဟုတ်ပါဘူးဘိုးချုပ်မှုကြီးတန်းရွှေကြောင့်လည်းမဟုတ်ပါဘူးဘိုးချုပ်မှုကြီးမင်းအောင်နိုင်ကြောင့်လည်းမဟုတ်ပါဘူးတိုင်းပြည်ဆင်းရဲနေရတာတိုင်းပြည်မဖွံ့ဖြိုးတာမြန်မာနိုင်ငံအတွင်းမှာအမြင့်တွင်နေတဲ့ပြည်တွင်းစစ်ဆိုတဲ့ အနာအဆိုးကြီးကြောင့်ပါပြောလိုက်တော့ဟုတ်လို့လို့နဲ့ပေါ့နော်ဒီကောင်တွေကတော့ကျွန်တော်ခုဆိုရင်လူငယ်တွေပေါ်မှာ စစ်ကောင်စီကနေပြီးတော့မှတိုင်းပြည်ကိုဒီလိုမျိုး channel ပြီးတော့မှဆင်မွေးတွေမှုပြောင်းမလို့ဆောင်ခဲ့ဖို့ဆိုတဲ့ပုံစံမျိုးတွေထက်မျိုးလင်းပြောင်းဆက်ပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျွန်တော်ခုစတော့မျိုးလင်းတို့မီတာစုတွေရဲ့လှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်ရဒီတဲ့ပြမကျွေးမီပြဿနာတွေများစွာရင်ဆိုင်နေတာပြမစစ်တပ်ဆိုတော့တနည်းတခြားပို့ပြီးတော့မှချမ်းသာကျွေးဝါလာကြတာပဲဖြစ်ပါတယ်ဒါတို့ကြည့်ချက်ဖြင့်စစ်ကောင်စီနဲ့ဆက်ဆက်တူမှတမယခရိုနီတိုင်းဝန်တွေအလုံးအားနဲ့ပြီးတော့မှတဆင့်ကျတို့ကိုရတရင်ထက်တဲ့အကျိုးခွန်ဆောက်ကိုရုပ်သိမ်းပြီးတော့မှသူတို့လက်ထဲမှာပဲပေါ့နော်ကစားနေတယ်ဆိုတော့ကျတို့ထပ်ပြီးတော့မှသိရှိရ တာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်အားလုံးမျှမန်းထားတဲ့တဲမဲ့တော်လိုင်းရခိကိုအောင်မြင်မြင်နဲ့ဒီချိန်မှာကျွန်တော်တို့အားလုံးမျှမန်းထားတဲ့တဲမဲ့တော်လိုင်းရခိမှာအောင်မြင်မြင်နဲ့အဆုံးသတ်နိုင်မယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ကို channel ပြီးတော့မှချင်းပစ်ချစားနေကြတဲ့မြောက်လိုင်းတို့ visitor ပါဝင်ကြတဲ့သူတို့နဲ့ပူးတွဲပြီးတော့မှလှုပ်ဆောင်နေကြတဲ့လူသစုတွေကိုလည်းကျွန်တော်တို့အနေနဲ့အမြင်ဆုံးရှင်းလင်းနိုင်မှာပဲဖြစ်ပါတယ်ဓမ္မတာပြည်သူတွေရဲ့ဘဝလည်းပို့ပြီးတော့မှလုံခြုံအာမခံမှုတွေရရှိမှာပဲဖြစ်ပါတယ် နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့အပါသမီးစဘုံမလေးကနေပြတော့မှမိုးဆူမဘွားကိုပဲတန်းတားတယ်ဆိုတဲ့ပုံစံမျိုးတက်ပါတော့ပြောဆိုထားတဲ့အလဲကျွန်တော်စပီရမကြည့်လဲရအောင်နော်လူတော်များများကျမကစစ်သားမိမလားတဲ့မဟုတ်ပါဘူးเนาะတာမန်အရက်သူပါပဲမိမအမျိုးမျိုးတွေလည်းပါလေစစ်သားမရှိဘူးဒါပေမဲ့ကျမကလေစစ်သားတွေကိုချစ်တယ်တလားရွှေထက်တံပိုးထားတယ်ဘာဖြစ်လို့လဲဆိုတော့ရွှေကပတ်စံရှိတယ်စိုက်တဲ့နေရာမှာဝယ်လို့ရတယ်စစ်သားတယောက်တက်မလာတာတယောက်ဖြစ်ဘူးမလွယ်ဘူးသိလား မြန်မာနိုင်ငံမှာယောက်ျား900ရှိတယ်အခါကနေ900ယောက်ကစစ်သားဖြစ်ဖို့မလိုဘူးစစ်သားတယောက်ရဲ့တံခိုးစစ်သားတယောက်ရဲ့ခံချက်စစ်သားတယောက်ရဲ့ဘဝစစ်သားတယောက်ရဲ့ဖြစ်ပြီးပတ်စံချိတိုင်းပုံပေးပြီးတော့ဒီစစ်သားတွားလို့ခိုင်းလို့ရတာမဟုတ်ဘူးသိလားဒီစစ်သားတို့လည်းချစ်တယ်စစ်သားတွေကိုယူရဲတဲ့တတိရှိတဲ့အမျိုးသမီးမျိုးလည်းယူစားတယ်သိလားသူတို့တွေကပုံပြီးမှအရေးကြီးတဲ့ခံရမှာပါတယ်နော်စစ်သားတွေယူရဲတဲ့အမျိုးသမီးတွေသူတို့ကိုလည်းပေးစားတယ်ချစ်တယ်တက်မတော်မိသားစုရဲ့အားလုံးကိုချစ်တယ် မိုးဆုံးဘဝကိုပဲတန်တားပြီးတော့မှအလေးထားတန်ဖိုးထားနေတဲ့ဒီစပေါ်မှာလေးရက်ကတော့နည်းနည်းတော့ကံမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောလို့ရနေတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေရှေ့တန်းစစ်မြေပြင်မှာအသေးဆုံးများနေပြီးတော့မှကျွန်တော်တော်လန်တပ်ဖွဲ့တွေရဲ့အရှင်ဖမ်းမိခြင်းကိုခံရတဲ့အချိန်မှာဒီလိုမျိုးနောက်ကနေပြီးတော့မှအပြေအမြောက်လို့ဆိုလိုလိုနဲ့ထိုးကျွနေကြတဲ့ဆုပ်စုထောက်ခံနေပေါ့နော် လေဘောမလေးတွေဆိုမြတ်ပြနေတာမို့လို့ဒါတွေကိုသိရှိပြီးတော့မှအောက်ခြေမှာရှိနေတဲ့တမိတာဆိုအနေနဲ့အောက်ခြေသတာတွေအလီမြန်ဆိုအနေနဲ့ကျွန်တော်ဘက်ကိုပြပြောင်းခလုံးလာကြဖို့လွမ်းနေတာပဲဖြစ်ပါတယ်စစ်ကောင်စီအရဆိုရင်တို့ဆစ်ရှုံးနေတာကိုတီလင်းတဲ့ကိုအောက်ခြေမှာရှိနေတဲ့တို့အောက်ခြေသတာတွေပြန်ခုဆိုရင်ပြီးသူလုံငယ်တွေပေါ်တာဆွဲဖန်းစီနေတာမို့လို့ကျွန်တော်တို့အနေနဲ့အခု မြန်မာရရှိပြီးတော့မှာပါနော်ပြီးသူတွေနဲ့ပူးပွတ်ပြီးတော့မှလှုပ်ဆောင်လိုက်မယ်ဆိုတော့အားလုံးမျှဝမ်းထားတဲ့ကိုပိုင်လွတ်လပ်ခွင့်တွေနဲ့ကျိုးတူတယောက်ချင်းစီမှာရည်တင်ထားတဲ့ကြိုးခမ်းဆောင်တွေမှာပြန်လည်ပြီးတော့မှရရှိလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကျွန်တော်ဒီနေ့နေခမန်းတစ်ဖက်ဗီဒီယိုဒီနေ့ဘာပဲဆုံးသက်ချင်ပါတယ်စာဆုံးချေရှုပေးကြတဲ့မြေပါပြီးသူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြေဆုံးပြီးတော့မှတာရဲချမ်းတဲ့နေ့တွေလေးပြန်ဆက်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်